โอเคတော့ YouTube မှာမှားပြက်မိတဲ့ဗီဒီယိုတွေရောပြန်ပြီးတော့ recovery လုပ်လို့ရတယ်ပေါ့နော်โอเคတော့ကျွန်တော်ဒီနေ့မှာဆိုရင်ဗီဒီယို၅ဘုတ်လောက်ဖြစ်လိုက်တာပေါ့နော်အဲ့ဖြစ်တဲ့ဗီဒီယိုကျွန်တော်ပြန်လုပ်ခြင်းလို့ပြန်ပြီးထွက်ရခါမှာဆိုရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ရပြီပေါ့နော်အဲ့တော့ကျွန်တော်လုပ်ခဲ့တဲ့နေလန်လေးကို make sure တွေမြောက်ပြီးတော့မယ်ပေါ့နော်โอเคအော်ဒီပမောက်ဆိုတော့ကျွန်တော်ဒီ cookie support ဒီနဲ့ပြောရမယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်ဘယ်လိုရိုက်စာမလဲပေါ့နော်ဒီ cookie support ဆိုပြီးရိုက်စာလိုက်ရပြီပေါ့နော် โอเคတော့ပြီးသွားပြီဆိုရင် Google Hair ကိုတစ်ချက်သွားမယ်ပေါ့နော်။သွားပြီးတော့ကျွန်တော် YouTube ဆိုတာလေးတစ်ချက်ရွေးပေးမယ်။โอเค YouTube ဆိုတာတစ်ချက်ရွေးပြီးတော့ကျွန်တော်အောင်နာလေးသွားပြီးတော့ဒီမှာ Content App ဆိုတာလေးတစ်ချက်နှိပ်မယ်ပေါ့နော်။โอเคပြီးသွားပြီဆိုတော့ကျွန်တော်ဘာဖြစ်တာလဲဆိုတာအကြောင်းအရာလေးဒီထဲမှာတစ်ခုရေးပေးလိုက်ပေါ့နော်။โอเคအဲ့တော့ကျွန်တော်တစ်ခုပဲရေးလိုက်မယ်ပေါ့နော်။အဲပြီးတော့ပြီးဆိုရင်တော့ကျွန်တော်ဒီထက်တစ်ခုရွေးလိုက်ပါတော့ channel monetization disable ဆိုပြီးတော့ဥပမာအနေနဲ့ကျွန်တော်ရွေးလိုက်မယ် ရေးပြီးသားပြီးဆိုရင်တော့ကျွန်တော် next ကိုနှိပ်မယ်ပေါ့နော်ပြီးတော့ next step ကိုနှိပ်မယ်ပြီးတော့အချက်ဝိတ်ဆိုတာလေးရေးပြလိုက်ရင်ရပြီပေါ့နော်ချက်ဝိတ်ကိုရေးတဲ့ခါမှာဆိုသူက YouTube ရဲ့ YouTube link ကိုထည့်ခိုင်းနေတာပေါ့နော်โอเคတော့ကျွန်တော်တစ်ချက်ရေးပြပေးမယ်ချက်ဝိတ်โอเคဒီမှာဆိုရင်ကျွန်တော်ရဲ့နာမည်ပေါ့နော်နာမည်ထည့်ခိုင်းနေပြီးတော့ YouTube channel link ကိုထည့်ခိုင်းနေပေါ့နော်โอเค YouTube channel ဒီမှာ link ထည့်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်ဖြတ်လိုက်ပြီးတဲ့ video တွေကိုပြန်ယူခြင်းပါတယ်ပေါ့နော်ဒီအမျိုးလေးရေးမယ်ပြီးတော့ဆိုရင်တော့အောက်ကလေး no no ပေါ့နော် ီတာဗီဆိုတဲ့အောက်မှာမင်းစီတို့အာဆက်ကွင်းစောကိုယ့်ရဲ့ YouTube channel ဆက်ကွင်းစောလေးထည့်ပေးလိုက်ရင်ပြီးတော့ submit နေလိုက်တာနဲ့ဒါမျိုးအာဒီ YouTube နဲ့ပြောတဲ့ live chat ပုံစံမျိုးရောက်တာပေါ့နော် Okay အဲ့တော့ကျွန်တော်ပြောထားတဲ့ဒီချက်ပြပေးမယ်ပေါ့နော် Okay အဲ့တော့ဒီလိုပုံစံမျိုးဖြစ်သွားမှာပေါ့နော်အာ welcome ဆိုပြီးတော့ဒါမျိုးလာပြောပေးမှာပေါ့နော် Okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်အဲဒီမှာကျွန်တော်ဖြတ်ချင်းနဲ့အဲ recovery ပြန်လုပ်ချင်းတဲ့အကြောင်းလေးကိုဆွမ်းနာထဲမှာထည့်ပြလိုက်တာပေါ့ထည့်ရတဲ့အခါမှာသူက recovery လုပ်ချင်တာလားလို့မေးရပါတော့เนาะ okay အဲ့တော့ကျွန်တော်လုပ်ချင်တယ်ပေါ့နော် တော့ကျွန်တော်တိုက်တဲ့ဗီဒီယိုတွေက short video တွေဖြစ်တယ်ပေါ့နော်အဲအမေအမေရဲ့ဗီဒီယိုတွေရဲ့ title တွေကိုမှတ်မိသေးလားလို့မေးတာကျွန်တော်မှတ်မိတော့ဘူးလို့ဒီကြောင့်မှတ်မိတော့ဘူးလို့ပြောလိုက်တဲ့အခါမှာသူကဗီဒီယိုဘယ်နှခုလောက်ဖြတ်မိလဲပေါ့နော်သူကအဲ့ဒါလေးမေးတယ်အဲ့တော့ကျွန်တော်ကတော့၄၅ခုလောက်လို့ပြောလိုက်တယ်ပေါ့နော်ပြီးတော့ပြီးသူကဗီဒီယိုဘယ်ချိန်မှာဖြတ်ခဲ့ရလဲဆိုတာမေးတယ်ပေါ့နော်ကျွန်တော်ဒီနေ့ပဲဖြတ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ပဲပြောပြလိုက်တယ်ပေါ့နော်โอเคအပြီးတော့ပြီးဆိုတော့သူကအကြောင်းစစ်ပြီးတယ်ပေါ့နော်စစ်ပြီးတဲ့အခါမှာဆိုရင်သူက ဒါလေးတွေကို confirmation တောင်းနေပေါ့နော်ဒီမှာဆိုကျွန်တော်ဖြစ်လိုက်တဲ့ video link တွေကိုသူကတစ်ခါတည်းတွဲပေးလိုက်ပြီပေါ့နော်တွဲပေးပြီးတော့သူကဒါလေးတွေကိုကျွန်တော်အတီးပြပါတယ်ဆိုတဲ့အားလေးကိုသူက yes ပေးခိုင်းတာပေါ့နော် okay အဲ့ဒါမျိုးလေး mask yes mask yes ဆိုပြီးတော့အာရေးခိုင်းတာပေါ့နော်ရေးတဲ့ခါမှဆိုကျွန်တော်ဒီမှာသူပို့တဲ့ဟာလေးတိုင်းကူပြီးတော့နောက်ကလေးမှာ cursor ခွင့်မဲ့ကလေးနဲ့ yes ထည့်ပေးလိုက်တယ်ပြီးတော့ပြီးဆိုတော့ join name နဲ့ date ကလေးထည့်ပေးလိုက်တယ်ပေါ့နော် okay အဲ့ဒါလေးလုတ်ပေးလိုက်တာနဲ့ကျွန်တော်ခဏလေးနေမှာဆိုရင်ကျွန်တော် video ကပြန်ရပြီ ြန်ရလာပြီပေါ့နော်ရော့ယူ channel ထဲမှာကျွန်တော်ဖြစ်လိုက်တဲ့ဗီဒီယိုအကုန်လုံးပြန်ပြီးတော့ရောက်လာပြီပေါ့နော်โอเคတော့ဒီနီလန်နဲ့မိတ်ဆွေတို့အကွေ YouTube channel မှာဖြည့်မိတဲ့ဗီဒီယိုတွေကိုပြန်ပြီးတော့ recovery လုပ်လို့ရပါတယ်โอเค Sony JBK တို့အားလုံးကျေးဇူးတူတူပါခင်ဗျာ